ီနေ့မှာပေါ့နော်ညီမတို့ဒီ phone key နဲ့ oppo နဲ့ collaboration လုပ်ပြီးတော့ဒါ oppo ကအသက်ထွက်ထားတဲ့ oppo a5 pro phone လေးပေါ့နော်ဒီ phone ကိုအမတို့ကဒါအဲခွဲခွဲလို့ပေါ့နော်ကွဲသွားတယ်ဆိုလို့ရှိရင်ညီမတို့ဒီလို phone မျိုးအစ်စ်နောက်ထပ်သလုံးလက်ဆောင်အမတို့ပေးမှာပေါ့နော်ဟုတ်အဲပြီးတော့ဖုန်းကိုလည်းအမတို့တရက်ကိုတစ်ချိန်ခွဲခွင့်ရှိရဲအဲ့ဒီတစ်ချိန်ရတယ်အမတို့ကြိုက်တဲ့ပုံစံလေးပေါ့နော်ပြက်ပဲပေါက်ပေါက်လိုပဲပေါက်ပေါက်ဒါမှမဟုတ်ကိုယ့်ရဲ့ရီစာဟောင်းရဲ့ရီစာဟောင်းကိုစိတ်တုံနေတဲ့အချိန်မှာပဲပေါ့နော်အဲ့သူ့ကိုပြန်မြင်အောင်ပြီးတော့ခွဲလဲရတယ်ဆိုဘယ်လိုပဲခွဲခွဲညီမတို့တစ်ချိန်ခွဲလို့ရမယ်ခွဲလို့ရှိရင်တစ်လုံးပေးမယ် Đó xin nếm chiếc, mà xa lời dạy Xa lời dạy mà À xử Dạ, mà chắc tới là âm nhiên này khỏe lời dạy เออทางสรุปเฉยกูใส่ใจแต่ใจคุยเลยอย่างไม่รู้คุยคุยอย่างนี้อันนี้เป็นไปแล้วมันกันแต่เช้าเปล่าอันนี้ไม่คุยคุยหมดเนาะอ่ะเส้นนี้เพียงสาวเรียกคุยเลยอย่างแบบนี้ฮักฮัก อาสรุปเฉยมาร์ตียาวแต่ใจสีมาดูควยลกควยตอมเลยสัญญาเช็ดจีจีไปนะโอเคคุณน่าใจไหมนะกวยนะอันนี้อันนี้กูจะจะเราพิชารณาคุยว่าแกอยู่ดี่วองโอโอปูเอฟไอโปรน่าเจะจะลงไปไหมครับอ่าทราบดีแล้วหือยังครับโอ้แบนเนต 还是那便宜三杯，快录一下吧，V。喂，这个我得吧，这个、嗯嗯、我得吧，哈哈哈哈哈哈，这、嗯、个我得来着。<laughs> <noise> ဟုတ်အဲဒီဟာလေးကတော့ Oppo ကခုနကတော့အစ်စ်ထွက်ထားတဲ့ Oppo A5 Pro phone လေးအခုခွဲလိုက်တဲ့ phone လေးလိုပဲဒါဟာလေးကကျတော့အစ်စ်ဆက်ဆက် packing ပေါ့နော် RAM 8 25စစ်ပါအယောင်လေးကတော့အစမ်းယောင်လေးယူလာပါတယ်ညီမတို့ဟုတ်သဘောကျလားမသိဘူးရပါတယ်အကောဟုတ်အဲအဲ့ဒါဆိုလို့ရှိရင်ညီမတို့ဒီပေါ့နော် Oppo A5 Pro phone လေးလက်ခံရတဲ့ဓာတ်ပုံလေးလေးရိုက်မယ်နော်ဟုတ်ကဲ့ပါခြေထူပါမယ် ကဲအခုဆိုလို့ရှိရင်တော့ Oppo နဲ့ Phone တို့က collaborate လုပ်ပြီးတော့ Oppo A5 Pro Phone လေးကိုဒါအလိုအရောက်40ဝန်းကျင်လောက်နဲ့ draw test လုပ်ပြီးကြပြီပေါ့နော်အာဗီဒီယိုထဲမှာပါတဲ့ customer တွေမဟုတ်ဘဲနဲ့ညီမတို့ဒီရုံးဘတ်တွေပေါ့နော်အာ Oppo ရုံးဘတ်မှာရောညီမတို့ Phone ကြီးရုံးဘတ်မှာရောဒါအတီးတီး draw test တွေလုပ်ခဲ့ကြရဆိုတော့ဒါအလိုအရောက်40ဝန်းကျင်လောက်နဲ့ draw test တွေလုပ်ခဲ့ပြီးပြီဆိုတော့ဒီ Phone ရဲ့ဘယ်လောက်ထိအကျန်းခံလဲဆိုတာကိုတော့ညီမအထူးတလဲသိပြောပြပြကြရတော့မလိုလောက်တော့လို့ထင်ပါတယ်ဒါဆိုလို့ရှိရင်ဒီ Oppo ရဲ့ A5 Pro Phone လေးကို login နဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် င်လဲညီမတို့ရဲ့ဖုန်းကင်းဆိုင်ခွဲတိုင်းမှာ install ရနိုင်ပြီဖြစ်လို့ live ဝင်လို့ရနိုင်ပါတယ်ရှင်